ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါအာရခတ်တော် A ရဲ့အောင်ပွဲသတင်းတွေနဲ့စကြပါမယ်အော်တိုဘလာဇမ်းပိုင်းမှာတိုက်ပွဲတွေရှိမြင့်ခဲ့ရာအော်တိုဘလာ၁၀ရက်နေ့ရောက်မှာတော့တိုက်ပွဲပြင်းထန်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရိုးမှာအမ်ဘရန်လမ်းပိုင်းရှိနတ်ရီကန်တောင်ကဘာလုံးပြူဟာကုန်းစခန်းကို A တပ်တွေကပြီးသိမ်းနိုင်ခဲ့ပြီဆိုတဲ့သတင်းတွေကြကြပြန့်ပြန့်ထွက်လာနေပေမဲ့အတီးပြူနိုင်ခြင်းတော့မရှိသေးပါဘူး နေဦးတရင်တွေရကဘာလုံးစခန်းကိုတိတ်နိုင်ပြီလို့ဆိုရကြပြီးအခုလို အပိတတိတ်နိုင်မှုဟာအော်တိုဝါလာ9ရက်နေ့ကဖိုက်တာဂုံးကိုတိတ်နိုင်ပြီးနောက်ပိုင်းရန်သူဘက်က40ဦးခန့်တိတ်ဆုံမှုနဲ့တူဆက်တိုက်အောင်ပွဲဆင်နိုင်ခဲ့ကြတာလို့ဆိုပါတယ်။ Crane Car Disease နဲ့လက်နက်ကြီးဟောင်ဝင်စာတလက်တင်ပြီးပြန်ဆင်းသွားတာ။အချိန်နဲ့ရသူတို့မထိနိုင်တော့လို့10ရက်နေ့လေ2နှစ်ကြီးမှအဲ့ဒါတွေတည်ပြီးပြန်ဆင်းသွားတာ။လက်နက်တွေကအများကြီးစွန့်ပစ်ခဲ့ကြလို့အေးဘက်ကရထားပါတယ်လို့တည်င်းရင်မြစ်ကဆိုထားပါတယ်။ အော်တိုဘလာ၁၇ရက်နေ့ရက်စွဲနဲ့အေအေဘက်ကအတီးပြုတ်သတင်းတွေထွက်ရှိထားပေမဲ့လို့အခုအောင်ပွဲသတင်းတော့မပါရှိလာသေးပါဘူး။နေရီကန်တောင်ကဘာလုံးစခန်းဟာဗရန်တက်နေတဲ့ငဖဲမြွနဲ့ခြေဆိုင်လက်နဲ့ထွက်လို့ရေးဆက်ယုံတပ်ပဆ၁၄ရက်အရေးပါတဲ့ရိုးဘော်ကအကြီးဆုံးခန်းစစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ကဘာလုံးစခန်းကိုသာတကယ်သိမ့်ပနိုင်ခဲ့ပြီဆိုတာမှန်ရင်အေအေနဲ့မဟာမိတ်တပ်တွေကတပ်ပဆ၁၄ကိုထိုးစစ်ဆင်ဖို့အတွက်ဗဒန်းခြေဆိုင်အမှတ်၃ခု၅နဲ့၄၀၀ကိုအမြောက်တပ်ရင်းနှစ်ခုကိုသာ သိမ့်ပိုက်ဖို့ကြံတော့မှာဖြစ်ပါတယ်။စီရီယံဘူကြီးစင်ယောရဲ့ပြောဆိုချက်ကတော့ဒီလိုပါ။ဒေတာကန်တွေကတော့နှက်ရီကန်ကြာသွားပြီလို့ထင်ကြတယ်။တကယ်တော့အနိကဖြစ်တာရဲ့ထွေလုံးရစ်ပတ်မှုဖြစ်တာရဲ့လက်နက်ကြီးတွေပါသွားမှဆိုလို့ပြန်ရုပ်နေတာပဲရှိတယ်။လက်ရှိနှက်ရီကန်တွေကကဘာလုံးစခန်းကိုစစ်တပ်ကထိန်းချုပ်ထားစေပဲ။ဒါပေမဲ့အေအေနဲ့တော်လိုင်းတပ်တွေကလည်းဝိုင်းဝန်းပိတ်ဆို့ထားတဲ့အနေထားပါလို့ဘူကြီးစင်ယောကပြောပါတယ်။ နတ်ရီကန်စခန်းအနီးတစ်ဝက်ကကဘာလုံးစခန်းမျော်စင်ကုန်းစခန်းနဲ့လိုင်ကျေးရွာတစ်ဝက်မှာစစ်တပ်ရှိနေသေးတယ်လို့လဲသတင်းများကရှုတ်ထွေးနေပြီးအေအေရဲ့တရားဝင်သတင်းထုတ်ပြန်မှုကသာအတည်ပြုရမှာလည်းဖြစ်ပါတယ်။နောက်စစ်မြေနာတစ်ခုကိုကြည့်ရအောင်ပါ။ပဲခူးတိုင်းဗရောင်းမြို့နယ်လေးသာတောင်တိုက်ပွဲအခြေအနေဖြစ်ပါတယ်။ဒီစစ်နေပြည်မှာတော့ရန်သူထိခိုက်သေးဆုံးမှုများပြီးအလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားစေဖို့အတွက်စစ်သုံးကားတွေအသုံးပြုဖို့ပြင်ဆင်နေကြောင်းသတင်းတွေထွက်ရှိနေကြပါတယ်။ ကားနစီခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူးအလောင်းကောက်ဖို့ပါလူမှုကူညီရေးအသင်းပိုင်ယင်တွေနဲ့အလောင်းလာကောက်ရင်တည်င်းပေါက်ကြပါတယ်ဆိုပြီးသူတို့စစ်ကားတွေနဲ့အသင်းပြင်ထားတယ်ဟူ၍တည်င်းများကဆိုကြပါတယ်ပြီးခဲ့တဲ့အော်တိုဝါလာ၁၀ရက်နေ့ကတော့ဆင်လန်စခန်းကနေ၍လေသာတောင်ဘက်ကိုခြုံခိုးထွက်လာရာအေအေနဲ့ထိုက်တိုက်တွေ့ပြီးစစ်အုပ်စုတပ်ဖွဲ့ဝင်၂၀ခန့်သေဆုံးသွားပါသေးတယ်အေယာဝတီတိုင်းဟင်္ဒရာခရိုင်ထဲကလေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲများမှာလဲတင်တန်းဆင်းများကိုအထိကထားပြီးအင်အားဖြစ်တင်နေရပါတယ် အော်တိုဘားလာ၁၇ရက်နေ့မနေ့အစောပိုင်းကဆိုရင်တပ်သားတစ်တွေတင်ဆောင်လာတဲ့စစ်ကားအစီး20ကျော်ဟာဇလုံနဲ့ဟင်္ဒရာမြို့ကိုဖြတ်ပြီးလေးမြနာမြို့ဘက်ကိုဦးတည်သွားတယ်လို့ဒေသခံတွေကပြောပြပါဗျ။လေးမြနာမြို့နယ်ရဲ့အရှိတ်ဘက်မှာဟင်္ဒရာတောင်ဘက်မှာကျုံပြောရေကြီးမြို့နယ်အမြောက်ဘက်မှာအင်ကပူမြို့တွေရှိနေပါတယ်။နောက်တစ်ခါပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်စစ်မြေပြင်စစ်တပ်ရင်းမဆာယာလေးမှာဆိုရင်ရန်သူဘက်ကနေ့စဉ်ဒံယာရစစ်သားတွေအစုလိုက်ပြုံလိုက်ရောက်ရှိလာနေကြောင်းတည်င်းရရှိပါတယ် အော်တိုဘာလာရှိရနေ့မဆာယာလေးမှာရှေ့တန်းကခန္ဓာကိုယ်လက်မောင်းနဲ့ခြေထောက်မှာကြည်ထိမှန်ကရောက်ရှိလာတဲ့ဒဏ်ရာရစစ်သားတွေအစုလိုက်ပြုံလိုက်ရောက်ရှိလာလို့စစ်တပ်ရင်မှာကတင်မလောက်လို့ဆေးရုံနဲ့စစ်တပ်ရင်ရှိစီကစားကွင်းမှာနားနေဆောင်တို့မှာဆေးကုသပေးနေရကြောင်း သိရပါတယ်တော်လိုင်းတိုက်ပွဲကိုအပြတ်သားဆုံးတိုက်ပြီးအပြင်းထန်ဆုံးစစ်မြေပြင်လို့ဆိုရမယ်ရခိုင်စစ်မြေပြင်ကစစ်အုပ်စုဘက်ကအင်အားစေလွတ်တာကစစ်မှုထမ်းတစ်များကိုအတိတ်ကထားပြီးလွှတ်ကြတာပါ။ ိုက်လို့ခိုက်လို့စိတ်မရှိတဲ့လူငယ်တွေဖြစ်ကြလို့လည်းအတွေ့အကြုံမရှိဘဲတိုက်ပွဲတိုင်းလိုလိုမှာအခုလိုအထိနာနေကြခြင်းဖြစ်ပါတယ်။ဆေယုစုရဲ့ထိုးစစ်ကိုအပြင်းထန်ခုခံနေစေတပြိုင်နက်တည်းမှာပဲအေအေဟာအာဆာနဲ့ RSO အဖွဲ့များကိုအပအမြောက်ပြုတ်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောက်အရာရှိတချို့ကိုအရေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျားဖြတ်ဆိုရကိုထပ်မံတိုက်တွန်းနေရပြန်ပါတယ်။အော်တိုဘလ17ရက်နေ့မွန်းလွဲ3နာရီချိန်မောင်တော့မြောက်ပိုင်းလက်ရခွဆုံရဲ့တောင်ဘက်မီတာ200กว่า အစ္စလမ်လက်နက်ကိုင်10ဦးကဒေသခံဆိုင်ကဲကဲဒီမောင်းသူ3ဦးကိုခြုံကိုတိုက်ခတ်ခဲ့ပြီးတဦးသေဆုံးက2ဦးဒဏ်ရာရခဲ့ကြောင်းအာဆာနဲ့ RSO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နေဂျာဆောက်တပ် BGB အရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပတ်ပေးထားခြင်းဖြစ်နိုင်ကြောင်းဒါကိုဘင်္ဂလားဒေ့ရှ်ကြားဖြတ်ဆိုရအနေနဲ့အများဆုံးဖော်ထုတ်အရေးယူရာနဲ့အချိန်မီထိမ့်သိမ့်သင်ပါကြောင်းအေဘက်ကထုတ်ပြန်ထားပါတယ် စက်တင်ဘာလ29ရက်နေ့ကလည်းအေအေကဘင်္ဂလားဒေ့ဂျားဖြတ်ဆိုးရကိုအခုလိုအသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ဂျားဖြတ်ဆိုးရကအကြမ်းဖက်အာဆာဖွဲ့ကိုထိန်းချမှုမရှိပါက နေဆက်နဲ့အာဆီယံဒေသအတွင်းလုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်းချိန်ချမှုဖြစ်နိုင်ပါကြောင်းအေအေကတန်တမန်နီးရသတိပေးနေရပါတယ်။ရခိုင်ပြည်တစ်ခုလုံးကိုပြန်ထိန်းချုပ်ဖို့တိုက်စွမ်းရည်မြင့်မားနေတဲ့အေအေတပ်တော်ဟာ ရန်သူစစ်အုပ်စုနဲ့အတူတစ်ဖက်မှာအာစာဖွဲ့တွေအင်အားမကြီးလာဘူးလေအခုလိုသတိတားဟန်တားဖို့စ조사နေကြခြင်းလည်းဖြစ်ပါတယ်ခင်ဗျ Starlink internet နဲ့ပတ်သက်လို့တော်လိုင်းတက်ဖွဲ့ချုပ်နဲ့အယက်သားပြည်သူတွေကြားပြဿနာဖြစ်နေကြတဲ့ရပ်တန့်ဖိုင်တွေပြန့်နှံ့နေပါတယ်စင်ကူးမြို့ကိုထိန်းချုပ်ထားတဲ့မန္တလေး PDF တက်ဖွဲ့ဝင်အချို့နဲ့စင်ကူးပြည်သူအချို့ဖြစ်ပါတယ်တည်င်းတိကျရရှိထောက်လန်းနိုင်မှုနဲ့အတူစစ်အုပ်စုဟာ၎င်းတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော်လိုင်းစိုးမှုနယ်မြေတွေပေါ်ထင်တိုင်းဘုံကျဲလာနိုင်တာတွေ့ရမှာပါ ဒါကြောင့်မို့ Starlink ဂျိုတူအင်တာနက်သုံးစွဲနေတဲ့ပြည်သူချို့ကိုစီကံတကြရှိစေဖို့တင်းကြရမှာအခုလိုပြဿနာချို့ပွတ်တိုင်မှုရှိခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့စေအုပ်စုအလို့ကြလော်ဘီတွေကတော့အနာသိအချမ်းဖက်စစ်တပ်နဲ့ PDF တွေကိုအတူတူပဲဆိုပြီးဇောင်းပေးမှုမျိုးတွေနဲ့သွေးခွဲစရာအခွင့်အလမ်းရရှိစေခဲ့ကြပါတယ်။ဖြစ်စဉ်ကအော်တိုဘားလ17ရက်နေ့မွန်းလွယ်3နာရီခန့်မှာဖြစ်ပွားခဲ့တာပါ။လေကြောင်းအန်ဒီရဲ့လုံခြုံရေးဆိုင်ရာစီးမြင်တွေရော Starlink internet ကိုအခကြေးငွေယူဆိုင်ဖွင့်လစ်ထားတဲ့ဆိုင်ပိုင်ရှင်တွေကိုအေးအေးယူဖို့လာရောက်တဲ့အချိန်မှာအခုလိုအချင်းများတာပါရုပ်တံဖိုင်ပြန့်နှံ့လာပြီးနောက်လူမှုကွန်ရက်မှာဝေဖန်တန်တွေများစွာထွက်ရှိလာခဲ့ပြီးအေးပေါ်အုတ်ချုပ်ရေးဖွဲ့တာဝန်ရှိသူကတော့ဒီဝေဖန်တန်တွေကိုလက်ခံပြီးတပ်ဖွဲ့ဝင်တွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဝေဖန်တန်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့လက်ခံပါတယ်လှုပ်ထုံးလှုပ်နှီးရတော့တာဝန်ထမ်းဆောင်မှုသွားတဲ့ရဲဘော်တွေအပေါ်မှာကာကွယ်ပေးဖို့တော့သဘောထားရှိပါတယ်ဒါပေမဲ့ အကာအကွယ်ပေးတယ်ဆိုတာကလုပ်ငန်းစဉ်မှန်ကန်မှုအပေါ်မှာပဲကာကွယ်ပေးတာဖြစ်ပြီးတော့ရဲဘော်တွေရဲ့ဖြစ်စဉ်ပေါ်မှာစိတ်မထိန်နိုင်လိုက်တဲ့တချို့သောကိစ္စတွေအတွက်တတိပေးအရေးယူတာတွေလုပ်ဖို့တော့စီစဉ်ထားပါတယ်လို့အောက်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်စင်ကူးမရယာတပိတ်ချင်းမြို့နယ်တွေမှာရန်သူစစ်တပ်တွေတရင်ပေးဒလန်တွေများတဲ့အတွက် Starlink Internet ကိုအိမ်သုံးအနေနဲ့သာခွင့်ပြုထားပြီးမြင်အခကျင်းဝင်ယူပြီးဆိုင်ဖွင့်လစ်တာကိုတော့တားမြစ်ထားတယ်လို့သိရပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကရင်ပြည်နယ်ခြေစိုက်တော်ဝင်တောင်းတက်ရင်မှရဲဘော်ခိုင်မြဲအောင်နိုင်ကသူ့ရဲ့အမြင်ကိုအခုလိုသုံးသပ်တာတွေ့ရပါတယ်။ Public မှာ Starling ကိုအသုံးပြုခွင့်ပေးဖို့ဆိုတာတော့ခက်ခဲတဲ့ကိစ္စပါ။ဒီလိုကိစ္စတွေကိုစိုးမိုးထိန်ချုပ်နေမြေတွေမှာအရန်ထိန်ချုပ်နေကြတာပါ။ Starling ကိုပြည်သူတွေသုံးဖို့အခကြီးငွေနဲ့ဖွေထားတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်လို့အစုလိုက်ပြုံလိုက်တေဆုံးတဲ့ဖြစ်စဉ်တွေဖြစ်နေတဲ့အတွက်ထိနိုင်တဲ့လောက်လိုက်ထိနေတဲ့ကြားမှာအခုလိုပြည်သူတွေနဲ့ပွတ်တိုက်မှုဖြစ်တာပါ။ ။ဘာကြောင့်ပဲဖြစ်ဖြစ်တက်နယ်ပြည်သူထိတွေ့မှုနည်းလေးကောင်းနေပါပဲ။လက်နဲ့ကင်ထားတဲ့လူတွေကပြည်သူနဲ့ထိတွေ့လေအမုန်းခံရလေပါပဲ။လူစုလူဝေးနဲ့တချို့တော့လူစုလူဝေးတွေကိုကျွန်တော်တို့တပ်တွေကမဖြစ်အောင် တားကြတာထုံစံပါပဲ။အလူမင်္ဂလာတွေကိုတားနေကြတဲ့အချိန်အခုလိုအင်တာနက်ဆိုင်ဆိုပို့တောင်တားရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကနေသက်ဆိုင်သူတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးမကြခင်မှာအသေးစိတ်ထုတ်ပြန်ကြတဲ့ဆောင်ထုတ်ပြန်သွားမယ်လို့လည်းသိရပါဗျ။ ညနေမှာထုတ်ပြန်ထားတဲ့ Starlink စီမင်းစီကံအရပထမတစ်ကြိမ်ကျူးလွန်ရင်ဆက်ကိုသိမ်းပြီးပိုင်ရှင်ကအိုက်ဆန်၁၀သိန်းနဲ့ခံဝန်ထိုးရွေးယူလို့ရပြီးဒုတိယတစ်ကြိမ်သိန်း20တတိယကြိမ်ကျူးလွန်ရင်ဆက်ကို၄လကြာသိမ်းယူတယ်လို့သိရပါတယ်အခုဖြစ်စဉ်ပေါ်ပေါက်ခဲ့တဲ့စင်ကူးမြို့နယ်ကို2024ဇူလိုင်လအတွင်းမှာအန်ယူဂျီလောက်ကမန္တလေး PDF ကသိမ်းယူနိုင်ခဲ့ကလက်ရှိမှာပကပပအဖနဲ့မန္တလေး PDF တို့ကအုတ်ချုပ်ရေးဖွဲ့ဖွဲ့စည်းပြီးဥပပေါင်းအုတ်ချုပ်နေကြခြင်းလည်းဖြစ်ပါတယ် စင်ကူးမြို့နယ်ရေးပေါ်အချုပ်ရေးဖွဲ့ကလည်းအော်တိုဘားလ၁၂ရက်နေ့ညပိုင်းမှာကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ကြပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့တတိယရှိချက်အရစင်ကူးမြို့နယ်တွင်ကြေးရွာတရွာမှာစီမင်းစည်းကမ်းနဲ့ညီအတုံးမပြုတ်တဲ့ Starlink Internet ကိုတင်ဆက်ဖို့မန္တလေး PTF မြို့နယ်ပကဖမြို့နယ်ပလဖစုစုပေါင်းအင်အား၅ဦးဟာအော်တိုဘားလ၁၂ရက်နေ့နေ့လယ်တနင်္ဂနွေခန့်ကကနေဦးတွားရောက်ခဲ့ချိန်မှာတာဝန်ရှိသူကိုယ်တိုင်လာရောက်တင်ဆက်မှလက်ခံမဲလို့ Starlink ပိုင်ရှင်အိမ်ကပြန်လည်ပြောဆိုခဲ့ကြောင်း ထိုခါစင်ကူးမြို့နယ်အကြီးပေါ်အုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌရဲ့ညွှန်ကြားချက်နဲ့တာဝန်ရှိသူတဦးပူပေါင်းတပ်ဖွဲ့ဝင်12ဦးတို့ဟာနေ့လယ်3နာရီခန့်မှာထပ်မံသွားရောက်စဉ်လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုတ်တံဖိုင်ဖြစ်စဉ်ချစ်ပွားခဲ့တာလို့ထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်။တာဝန်ကြားရဲဘော်တွေဘက်ကလည်းပြည်သူလူထုပေါ်ဆက်ဆံပြုမှုရမယ်စီကန့်တဲ့ကြင်ဝတ်တွေကိုချိုးဖောက်ပြီးစိတ်လိုက်မှန်ပါအပြုမှုတွေနဲ့ပြန်လဲတုတ်ပြန်ခဲ့တာကိုစိတ်မကောင်းစွာတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်တွင် ရေးသားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ကျရဲဘော်တွေကိုထိုက်တင်တဲ့တတိပေးအရေးယူမှုတွေကိုထိထိရရောက်ဆောင်ရွက်သွားမှာဖြစ်ပြီးစီကန်ချိုးဖောက်တဲ့ Starlink Internet ဆက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီကန်တွေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားကြောင်းသိရပါပါတယ်ခင်ဗျာစကိုင်းတိုင်းဆလင်းကြီးမြို့ပေါ်မှာတော့မြို့မရဲစခန်းဟာနှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့အပစ်ခံနေရပါတယ်ထိခိုက်မှုမှာစစ်တပ်ဘက်ကထိခိုက်မှုရှိနိုင်ကြောင်းပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ကပြောပါတယ်အော်တိုဘားလ၁၀ရက်နေ့အော်တိုဘားလ၁၇ရက်နေ့တို့မှာ ဆလင်းကြီးမြို့ပေါ်ရှိမြို့မှာရဲစခန်းကို၂ရက်ဆက်တိုက်60မမလက်နက်ကြီး43လုံးနဲ့အခုလိုပြစ်ခတ်ကြခြင်းဖြစ်ပါတယ်။စခန်းတွင်မှာရန်သူ150ဝန်းကျင်ခန့်ရှိနိုင်ကြောင်းဆိုထားပြီးတိုက်ဆုံမှုအထိမဖြစ်နိုင်ပေမဲ့ထိခိုက်မှုတော့ရှိနိုင်ကြောင်းတော်လိုင်းဘက်ကပြောပါတယ်။ရန်သူဘက်ကလည်းစခန်းတွင်ကနေပြီးတော့60မမလက်နက်ကြီးနဲ့ရောလက်နက်ငယ်တွေနဲ့ရောပြန်ပစ်ပေးမယ်လို့ရဲဘော်တွေကတော့ထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ပေါ်တိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လံပြောက်ကြားတပ်ဖွဲ့စွန့်ရဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ နောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဆိုလိုအောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ခင်ဗျာနေပြည်တော်တက်ကုံးမြို့နယ်ရတနာမြေကြီးရွာနီးနေမြေရှင်းလင်းရေးထွက်လာတဲ့စစ်အုပ်စုကိုတော်လိုင်းတပ်တွေကမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုမြို့တည်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြို့တည်ပတ်ကဖတ်ကထုတ်ပြန်ရမှာပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့3နာရီချိန်ခန့်ကနေမြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့အင်အား16ယောက်ပါစစ်အုပ်စုရန်သူစစ်သားတွေကို အသင့်ထောင်ထားတဲ့မိုင်းကွင်းရဲ့အရောက်အခုလိုဖောက်ခွဲတိုက်ခိုက်ကြောင်းတိုက်ပွဲတွင်စစ်အုပ်စုဘက်ကတဦးပွဲချင်းပြီးတည်ဆုံပြီးဒဏ်ရာရသူတွေကိုဆေးရုံသို့ပို့ဆောင်စဉ်တဦးထပ်မံတည်ဆုံကအေးဦးအပြင်းထန်ဒဏ်ရာရသွားကြောင်းဖော်ပြထားပါတယ်ဒီစစ်စင်ရေးကိုမကွေးခရိုင်မြို့တိမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့တိပတ်ကပ်ဖရဲဘော်တွေကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာမန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးကျေးရွာဘက်ကနေတံပိုးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတပ်သားတွေကို ခုခံတိုက်ပွဲအကြောင်းကိုတော့မြင်းကြံခရိုင်အမှတ်သုံးတပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ18ရက်နေ့ကဖြစ်ပါတယ်။ရုံးစီကြီးကြေးရွာဘက်ကနေတံပိုးရွာကိုဥတီပြီးလက်နက်ကြီးတွေပစ်ခတ်ကာစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတပ်သားတွေနဲ့တော်လိုင်းပူပေါင်းတပ်တွေဟာတံပိုးရွာရှိပဲတော်တွင်တနေရာမှာထိုက်တိုက်တွေ့ပြီးပြန်လှန်ပစ်ခတ်တိုက်ပွဲဖြစ်ပါတယ်။ရန်သူဘက်ကလည်း drone စက်တပ်လီထီးနဲ့တော်လိုင်းရဲဘော်တွေကိုဘုံတီးကျဲချတိုက်ခိုက်ပေမဲ့ရဲဘော်တွေအထိခိုက်မရှိပါဘူး။အဲ့ဒီနောက်ပိုင်းမှာတော်လိုင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရမှာတော့ စစ်အုပ်စုတပ်သားတွေတေဆုံးမှုများခဲ့တယ်လို့သိရပါတယ်။ရန်သူဟာအဲ့ဒီနောက်ဆက်လက်ပြီးလေကြောင်းပစ်ကူခေါ်ခဲ့ရမှာတော့တော်လိုင်းကြီးဘက်က white fight တွေနဲ့ပြန်လည်ပစ်ခတ်ပြီးစခန်းကိုပြန်ဆုတ်နိုင်ခဲ့ကြကြောင်းသိရပါတယ်ခင်ဗျာ။ မှန်လားမကွေးတိုင်းစလင်းမြို့နယ်လင်းစင်တိုက်နယ်ရေစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေဟာအော်တိုဘားလာရှိရတဲ့မနက်9:00နာရီခန့်ကဝင်ရောက်စီးနှင်းတိုက်ခတ်ခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲကတော့လေးချောင်းပြစ်ကူကြောင့်တပ်ပြန်ဆုတ်ခဲ့ရကြောင်းမင်းဘူးခရိုင်အမှတ်ငါတပ်ရင်းကထုတ်ပြန်ပါတယ်။တိုက်ပွဲမှာရဲစခန်းဘူတဲကုံထီစီးနှင်းတိုက်ခတ်နိုင်ခဲ့ပေမဲ့လင်းစင်ဝင်ကုတ်ကူပင်အောက်ရှိဘန်ကာကိုတိမ့်ပိုက်ဖို့တိုက်ခိုက်နေစဉ်တွင် စေအုပ်စုရဲ့လေချောင်းပစ်ကိုယောက်လာလို့ပြန်ဆုတ်ခဲ့ရကြောင်းဆိုထားပါတယ်။လေးနိုင်ခွဲကန့်ကြအောင်ပစ်ကတ်တက်ခတ်ကြပြီးဒရုန်းကြီးများနဲ့လေးချိန်ကျဲခဲ့ကြောင်း RPG နဲ့ထုတ်ခဲ့ကြောင်းတော်လိုင်းဘက်ကပြောပါတယ်။တိုက်ပွဲအခြေအနေကိုတော်လိုင်းဘက်ကပြောပြတာကတော့ရန်သူဟာရွာကိုအမိပြုတ်ထားတာကျုံးပုံစံလို့ပြောရမယ်။အလဲမှာဆလင်းချောင်းနဲ့တမန်ကုန်းကလွတ်တဲ့ရေမြောင်းကြီးချနေတော့အခက်ခဲတွေရှိခဲ့တယ်။ကျွန်တော်တို့ဘိုတဲကုန်းကိုရတော့ပန်ကာထရရဖို့လုံးပါတယ်။ အဲ့ဒါရရင်တစ်စကန်လုံးနီးပါအပိတလို့တော့ပြောရမှာဒါပေမဲ့ဘန်ကာကခိုင်းတယ် drone နဲ့ချတော့လဲဘုံတိကမကွဲဘူးဒီကောင်တွေလဲယွာတဲ့ဆုတ်သွားကြပါတယ်ဘန်ကာကိုရဖို့လုံးနေတဲ့အချိန်မှာပဲလေချောင်းချောက်ပြန်ဆုတ်ခဲ့ရတယ်ဟူ၍ပြောပြပါတယ်ရန်သူစေအောင်စုဘက်ကအများပြားသိဆုံးနိုင်ကြောင်းတော်လိုင်းဘက်ကထုတ်ပြန်ပြီးရဲဘော်တဦးကတော့ရန်သူရဲ့လက်နက်ကြီးကြီးထိမှန်ကြဆုံးခဲ့ရပြီးတုံးဦးလဲတန်ရရသွားပါတယ်ကြဆုံးရဲဘော်ကတော့ မင်းဘူးခွေရအမှန်ငါတက်ရင်ကအသက်16နှစ်ရွယ်တက်ဖွဲ့ဝင်ဖိုးဆိုင်ဆိုသူဖြစ်ပြီးသူ့ရဲ့စာပနာကိုတော့တိုက်ပွဲဖြစ်ပြီးနေချင်းပြုတ်လောက်ခဲ့တယ်လို့တော်လိုင်းဘက်ကသိပေးထားပါဗျ။ဒီတိုက်ပွဲကတော့မင်းဘူးခွေရအမှန်ငါတက်ရင်တက်ခွဲနှစ်မင်းဘူးခွေရအမှန်ငါတက်ရင်ဒရုံဖွဲ့ဆလင်းပလဖဒေါင်းညီနောင်မြို့ပြပျောက်ကြားဖွဲ့နဲ့မင်းဘူးခွေရပကဖထထုတ်လို့ရေးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဘာအော်တိုဘားလာ7ရက်နေ့နဲ့နဲ့7နိုင်ခတ်မှာတော့မိထီလာမြို့မှာကင်းလဲ့နေတဲ့ရန်သူရဲ့ကားတွေကိုပညာရေးတက္ကသိုလ်နီးမှာလက်ပစ်ဘုံပစ်သွင်းတိုက်ခတ်ခဲ့ကြကြောင်းစာရန်ယူဂျီဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်တိုက်ခတ်မှုကြောင့်ရဲနေဦးသေဆုံးခဲ့ကြောင်းစာရန်ယူဂျီဖွဲ့မှပြောပါတယ်ထိကိုက်ဒဏ်ရာရရှိသူလည်းများပြားကြောင်းထိကိုက်ဒဏ်ရာရတဲ့ရဲတွေကိုမိထီလာဆေးရုံကိုပို့ဆောင်ကအရေးပေါ်ကုသနေကြောင်းသိရတယ်လို့ တော်လိုင်းဘက်ကပြောပြပါတယ်။ရဲခွေကားကမိထီလာမျိုးအနောက်ဘက်မှာကင်းပတ်ပြန်လာပြီးမြို့တွင်းကိုပြန်ဝင်လာချိန်မှာကျွန်တော်တို့စာတန်ယူဂျီဖွဲ့ကလေးရက်ကြာစောင့်ကြည့်ပြီးဒီနေ့နဲ့နဲ့17နိုင်လောက်မှာပြင်အားတက်ကသူအနည်းရောက်လက်ပစ်ဘုံပစ်သွင်းတိုက်ခတ်ခဲ့တာပါ။ရဲခွေနဲ့ကောင်ပွဲချင်းပြသေးတယ်။ကြံရဲခွေတွေလည်းတန်ရာရပြီးဆေးရုံကိုပို့ဆောင်ထားတယ်ဟူ၍စာတန်ယူဂျီဖွဲ့ကထုတ်ပြန်ထားပြီးရဲဘော်တွေဘက်ကတော့ဘေးကင်းခဲ့ကြကြောင်းလဲသိရပါတယ်ခင်ဗျာ။